ကျိုင်းတုံမြို့သီလဓမ္မကုံးသာတော်ရဗရာဏနာယကဧကမဟာတတမဇောတိကတ္တဇဗန္ဒနာကောဝိတာဝစီဘိတ်ဆရာတော်ဤဝိဇာတမွေးနေ့လူတော်မင်္ဂလာပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်နှင့်ဇနီးပြည်နယ်ဝန်ကြီးများပြည်နယ်အစိုးရဖွဲ့အတွင်းရင်းမှုနှင့်တာဝန်ရှိသူများလိုက်ပါလျက်မေလ14ရက်နေ့9နာရီခွဲက ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံမြို့ရှိ ရက်တော်မူဖရာသို့တွားရောက်ဘူးမြော်ကြီးညို၍ပန်းရီချမ်းစီမီစက်ကတ်လူတန်းကအလူငွေများစက်ကတ်လူတန်းပေးကြပြီးဖရာရင်ပြန်အားတပတ်လက်လည်းဘူးမြော်ကြီးညို့ကြကြောင်းသိရပါတယ်ထိုမှတဆင့်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကျိုင်းတုံမြို့မဟာမျက်မှုနှင့်ဖရာသို့တွားရောက်၍မဟာမျက်မှုနှင့်ဖရာအားပန်းရီချမ်းစီမီဖရာမျက်နှာတော်တစ်ချင်းနှင့်ရွှေသင်္ကန်းတို့ကိုစက်ကတ်လူတန်းဘူးမြော်ကြီးညို့က အလူငွေများဆက်ကက်လူတန်းပေးကြရာဖရာဂောပကအဖွဲ့တာဝန်ရှိသူများမှလက်ခံရယူ၍ဂုံပြုမှတ်တမ်းလော်အပြန်လဲပေးရခါပြည်내ဝန်ကြီးချုပ်ကဧည့်သည်တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုးပြီးပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကျိုင်းတုံမြို့ကျိုင်းရင်ကျောင်းတို့တွားရောက်၍တက်တော်ရှိဆရာတော်ဧကမဟာတတ္တမဇောတိကတဇဗဒ္ဒနာခေမာစာရာဘူးမြော်ကြည်ညို၍လူပွဲဝိတုပစ္စည်းနှင့်နဝကာမအလူငွေများဆက်ကက်လူတန်းပေးပြီးပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသက်ဆောက်လုပ်ပြီးစီးသည့်စွန်းစားဆောင်အားလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရပါသည်၎င်းသောပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကျိုင်းတုံမြို့တိလဓမ္မကုံးတာတော်ရဗရဏနာယကအက္ခမဟာတတ္တမဇောတိကတဇဗရဏကောဝိဒဝေစီဘိတ်ဆရာတော်ဤ68နှစ်မြောက်ဝိဇာတမွေးနေ့အလူတော်မင်္ဂလာပွဲတို့တက်ရောက်၍ဆရာတော်အားဘူးမြော်ကြည်ညိုပြီးပြည်내ဝင်ကြီးချုပ် တိုင်းမှုတို့ကလူပွဲဝိတုပစ္စည်းများစက္ကပ်လူတိုင်းပေးကြပါတယ်။အခမ်းအနားတွင်ဆရာတော်တန်ဃာတော်45ပါးတို့ကဧကမဟာတတ္တမဇောတိကတစဗဒ္ဒနာကောဝိတာဝစီဘိတ်ဆရာတော်အားဓမ္မယုံတွင်ဆုတောင်းတရားတော်များတရိပ်တရားတော်များရွတ်ဖတ်ပူဇော်ပေးကြပြီးရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်နှင့်ဇနီးတရိကံဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်စိုးလိုင်နှင့်ဇနီးပြည်နယ်ဝင်ကြီးများပြည်နယ်ဆိုရအဖွဲ့အတွင်မူ ပြည်내ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများဒေသခံပြည်သူများကဆရာတော်တန်ဃာတော်45ပါးလူွယ်ပစ္စည်းများနဝကာမအလူငွေများလောင်းလူပေးကြကြောင်းသိရပါတယ်။ဆက်လက်၍တိလာဓမ္မကုံသာတော်ရဘုန်းကြီးကျောင်းတွင်ကျိုင်းတုံမြို့တိလာဓမ္မကုံသာတော်ရဗဒာနာနာယကအက္ခမဟာတတ္တမဇောတိကတ္တဇဗဒာနာကောဝိတာဝစီဘိတ်ဆရာတော်ဤ 68နှစ်မြောက်ဝိဇာတမွေးနေ့ဆုတောင်းအတွက်ဆရာတော်တန်ဃာတော်ရှမ်းပြည်နယ်ဝင်ကြီးချုပ်နှင့်ဇနီးအမှုပြုသောအပရိတ်တတ်တို့ကအခမ်းအနားကိုနမောတတ္တသုံးချိန်ရွတ်ဆိုဖျားကတော်၍ဖွင့်လှစ်ပြီးနိုင်ငံတော်ဩဝါဒစရိယဧကမဟာကဏ္ဍဝါစကပန္နိတာဗရဏပညာတာမိထံ၅ပါးသီလခံယူစောင့်တည်ကြ၍ဆရာတော်တန်ဃာတော်ကြီးများမှမြတ်တာတုတ်ရွတ်ပွားပူဇော်ပေးကြပြီးရှမ်းပြည်နယ်ဝင်ကြီးချုပ်ဦးအောင်တိုင်မူပုံမူချုပ်စိုးလိုက်တို့က ဆရာတော်ကြီးများနဲ့သီလဓမ္မကုံးသာတော်ရကြောင်းအကမဟာတတ္တမဇောတိကတ္တဇဗဒ္ဒနာကောဝိတာဝစီဘိတ်ဆရာတော်အားလူပွဲဝိတုပစ္စည်းနဲ့နဝကာမအလူငွေများလူတန်းပေးကြပြီး ရှမ်းပြည်နယ်ဗုဒ္ဓတက္ကရူဒုတိယပါမခကျုပ်ဗဒ္ဒနာဝိစိတ်တာပိပါလထံအနုမောဒနာတရားနာယူ၍ရေဇက်တုံးချအမြပေးဝေကာအခမ်းနာကိုဗုဒ္ဓသာသနာစည်ရန်တိတ်တုသုံးချိန်ရွတ်ဆူဆူတောင်း၍ရုပ်သိမ်းလိုက်ပြီး ပြည်내ဝင်ကြီးချုပ်တိုင်းမှုတို့ကရွှေမိုးငွေမိုးများရာသွန်းပေးကြကြောင်းသိရပါတယ်။၎င်းနောက်ဆရာတော်တန်ဃာတော်ကြီးများရန်ပြည်내ဝင်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီးတတိကံဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်စိုးလိုက်နှင့်ဇနီးပြည်내ဝင်ကြီးများပြည်내အစိုးရအဖွဲ့အတွင်းမှပြည်내ဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူတို့ကနေစွန်းစက်ကလူတိုင်းပေးကြကြောင်းသိရှိရပါတယ်ခမညာ